British အားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်တို့ channel ကနေပြန်လဲကြွဆွနိုင်ပါလို့ရှင်ထိုင်းတွင်ရက်စုကောင်းမင်း online ရောက်နေတဲ့အချိန်မှာစန့်ကျင်ရေးလှုပ်ရှားမှုအဖြစ်အေးပီလာလေးရက်နေထိုင်းရောက်မြန်မာအလုပ်သမားများအလုပ်မစင်းရန်သူမဟုတ်အနေရောက်ဝတ်ဆင်ချင်ရန်နှိုးဆော်ထားကြောင်းသိရှိရပါတယ် ထိုင်းတိုင်းတွေဖော်ပြချက်အရစကောင်းဆောင်ကိုကျိုးဆူပုံမှာတခြားကောင်းဆောင်တွေကိုကျိုးဆူပုံနဲ့မတူပဲနှိတ်ချခံရကြအောင်အစီအွေတချို့မှာလည်းမတက်ရပဲနေခဲ့ရကြအောင် တရှိရပါတယ်။ထိုင်းနိုင်ငံတွင် base တဲ့အစီအွေတို့တက်ရောက်ရရရှိနေတဲ့မင်းအောင်လိုက်တာ နိုင်ငံတကာအတိုင်းအဝန်တို့ခွေတိုးပေါမှဝန်ရံကျိုးပန်းနေတဲ့အတွက်မင်းအွန်လိုင်းကိုစက်ချင်ရေလှုံ့ဆော်မှုအဖြစ်မနေ့ပြန် AB လောင်းနေ့ရက်နေ့တရက်ထဲမှာထားနိုင်ငံရောက်တဲ့မြန်မာလူ့သမားများအလုံးမစင်ချင်းတို့မဟုတ်အနဲ့ရောက်ဝတ်ဆင်ကြခြင်းများဆောင်ရွက်ကြရင်မြန်မာနေဝီတော်လည်းလူထုတပိတ်အင်အားစုများကတက်တွန်းကြညာချက်ထုတ်ပြန်ထားဖြစ်ပါရယ် ခြားနိုင်ငံမှာရှိတဲ့မြန်မာလူသားမြန်မာနိုင်ငံသားရဲ့လူ့သမားများအနေဖြင့်အကြမ်းဖက်စကောင်းစကောင်းဆောင်မင်းအောင်လိုင်းဘင်းစတအစီဝေးတယောက်နေတဲ့ချိန်မှာ2025ခုနှစ်အေပိလ၄ရက်နေ့တွင် အလုံမစင်ချင်းဖြင့်အကြမ်းဖက်စကောင်းစအားဆက်ကျင်ကြောင်းပြသရန်ထားနိုင်ငံအတွင်းမှာနေထိုင်ကြသည့်မြန်မာနိုင်ငံသားများနဲ့မြန်မာပြည်သူများနဲ့ယက်တီကြတဲ့နိုင်ငံတကာတိုင်းဒေသနိုင်ငံတကာနိုင်ငံသားများအနေဖြင့်လည်း အတန်းပဲစကောင်းဆောင်မင်းအွန်လိုင်းဘင်းစတက်အစည်းအဝေးတက်ရမယ့်အချိန်မှာ2025ခုနှစ်အေပိလ၄ရက်နေ့တွင်အနေရအိုးစားများဝတ်ဆင်ကြခြင်းဖြင့်အတန်းပဲစကောင်းစီအားဆက်ကျင်ကြောင်းပြသရန်တိုက်တွန်းလို့ဆိုဆောင်ဖြစ်ပါသည်အတန်းပဲစကောင်းစီရဲ့ခေါင်းဆောင်မင်းအွန်လိုင်းဟာဘင်းစတက်အစည်းအဝေးတို့တက်ရောက်ရန်ထိုင်းနိုင်ငံတို့2025ခုနှစ်အေပိလ၃ရက်နေ့တွင်ထိုင်းနိုင်ငံတို့ရောက်ရှိနေခဲ့ကြောင်းလင်းကြလူမျိုးများအားလူမျိုးသုံးတပ်ဖြတ်ချက်အတွင်အာဂျင်တီးနားနိုင်ငံဘီနိုအီရီစ်တရားရုံးကနေ ရာဇဝတ္တရာဝါဇဝရာဇဝဝရန်ထုတ်ပြန်ခဲ့ခဲ့ရပြီးမြန်မာနိုင်ငံမှာရှိတဲ့အရာသာပြည်သူထောက်ပေါများစွာအားတက်ဖြတ်ခဲ့ခြင်းလေးချောင်းတက်ခဲ့မှုများပြုလုပ်ခြင်းငလင်းဘေးဒဏ်တင်းတဲ့အချိန်မှာအရက်သားပြည်သူများအားဆက်လက်တက်ဖြတ်နေတဲ့မင်းအွန်လိုင်းအားအစီအဝေးတက်ရောက်ခွင့်ပြုခြင်းဟာမြန်မာနိုင်ငံမှာရှိတဲ့နေနာသူပြည်သူများအားစာနာမှုမဲ့လူလူရှုရှင်ဖြစ်တဲ့ business အစီအဝေးရဲ့တက်ဆိုင်ရာတာဝန်ရှိသူများကိုကျွန်တော်ရင်းအားစုများကရှုတ်ရှာထားကြောင်းသိရပါတယ် ထိုင်းပြည်သူများကမြန်မာနိုင်ငံရဲ့ဒီမိုကရေစီလှုပ်ရှားမှုများနဲ့ကြော်လရဲ့အဆက်အဆက်တွင်အဖိနှခင်မြန်မာပြည်သူများအားစာနာနာနေပြီးနေပေါင်းများဆွဲထောက်ခံရည်တည်ခဲ့ကြကြောင်းယခုຫນွေဥက္ကလ လာနေငနေနဲ့ဘေးတင်တဲ့ကာလအတွင်းမှာပီတူလူထုအပေါ်မှာရက်ဆက်စွာတိုက်ခိုက်ပုံကျက်တက်ပြနေတဲ့အကြံပေးစကားဆောင်မင်းအွန်လိုင်းကိုလည်းတိုင်းပီတူများကတိုင်းပီတူများအနေနဲ့စက်ကျင်ရှုံချကြလူမကွယ်ရများနဲ့တရင်များမှတရှိရကြောင်းကြောကြောင့်အဖိနေခံမြန်မာပီတူများနဲ့အတူတိုင်းပီတူများအားအထူးပင်ကျေးဇူးတင်ရှိကြောင်းတော်လရင်အားဆုများဆိုထားဖြစ်ပါတယ်ကြမ်းတဲ့ဆက်ပေမှုကျွန်မပဲကြမ်းနာကိုပြောပါရှင်။အဘိနာစင်မအတွေ့အကြုံပဲကျေးဇူးတင်ရှိပါရှင်။